भजिन्याले पूनरी का छोरे जो माई लो पौजाऊं ကချုံလာပြီဗုဒ္ဓဂုဏ်တွေသစ္စာလေးအသိမြင်တော်မူတဲ့ လောကမှာဘောရမဘုရားဆိုပြီးတော့ထေရှားပွင့်ထုံးပေါ်ပေါက်ခဲ့ပါလေခမဘုရားဖြစ်သူရောက်တယ်ဆိုရင်မဲရာဇကျိုးပြီးဝိလူကိုကြောင်းမှာတရင်သုံးနေတဲ့အချိန်ကပ်ပြီးတော့နေပြီးတော့ခမေတော်သုံးတော်ရဏပင်ကြီးကသူသားဘုရားအလွန်နေရာမှာလွန်ချွတ်တရိယလွန်လို့ကာလူဓာကြီးအမတ်ကြီးအပင့်လျောက်ခိုင်းလိုက်ကာလူဓာကြီးအမတ်ပင့်လျောက်ချက်နေဗုဒ္ဓမြတ်စွာဘုရား ကပ်ပြီးတော့နေပြည်တော်သို့ကြောက်ရောက်တော်မူလာတဲ့အချိန်မှယသောရိယတေဝိမိဗျာကဟဲ့ရှစ်သားဟိုးရှိကရွှေချင်းကဲ့သို့ဝင်းဝါဝါနဲ့ကြွလာတာအဲ့ဒါမင်းရဲ့ဖာကြီးပဲတဲ့မိဖခင်မရှိကြတဲ့ကွာရွှေဦးကြီးလေးလုံးပျောက်ဆုံးသွားတာအဲ့ဒါအမွေတောင်းလာလားလို့သားတော်လေးရဟုလားအာအမွေတောင်းခိုင်းလိုက်တော့သားတော်ရဟုလားဒီကဖာဖရာထံရွှေဦးကြီးလေးလေးလုံးအမွေတောင်းတယ် ရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ခြေသားအမွေတော်ကြီးကြောင်းတော်လိုက်ခဲ့ဆိုပြီးတော့ရာဟုလာလေးအကြောင်းတော်ခေါ်သွားပြီးရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးအားသာတော်လေးရာဟုလာလောကီအမွေဖြစ်တဲ့ရွှေဩကြီးလေးလုံးအမွေပေးလိုက်တန်တရာရှည်တော့မှာပဲလောကုတ္တရာအမွေဖြစ်တဲ့ဗရဏဂုံသုံးပါးပိသစွာဖြင့်ရှင်ပြုတ်ပေးလိုက်ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးအား ဘုရားရှင်ကိုရောမြတ်ကြီးရှင်းပြခိုင်းလိုက်တဲ့ခါမှာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကသာတော်ရာဟုဓာတိအာဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိလို့တရဏဂုံသုံးပါပိသစွာဖြင့်ရှင်ပြုပေးလိုက်လို့ရှင်အဖြစ်စဉ်ရောက်သွားရဲ့အဲ့ဒီအချိန်မှာစပြီးတော့ရှင်အစရာဟုလာကဒီလိုပြောရပါလေခင်ဗျာဒီကနေ့လေးပဲ ဇဂိုင်းတိုင်းဒေသကြီးတပင်းမြို့လေမူအောင်ရှင်မြို့တော်မှာနေထိုင်ကြတယ်အာလုံးတော့နှစ်ဖက်သောဂုံကြီးရှိလူကြီးမိဘမြတ်အမှုနိုင်ကတင်းပြီးတော့အနုဒါနရှင်အနုဒါယကသာသနာဒါယကရှင်ဒါယကကြီးဖြစ်တယ်ဥထုံးမြင့်လို့သာသနာဒါယကမှအလူဒါယကမှရှင်ဒါယကမှဖြစ်တယ်ဒေါမြင့်ကြီးတို့ကဖြစ်သာယရဏလေးမောင်ပြေဆုံးခန့်လို့အာ တူများစွာနဲ့တကဝဘောသာသနာတော်တွေကိုသွတ်သွင်းချီးမြှောက်လည်းမကပါပဲနဲ့သမီးအလှလေးမတ်ထက်ထက်ထွန်းကိုလေကာဏဝိဇ္ဇနာအသွားမြဖြစ်မြန်နာသားလို့ပေးကြတယ်အလူတော်ဝဲကြီးရှေ့ပြီးဝဲကြီးချိန်ချိန်လေခန်းကနာနာအချပြောက်လို့အောင်မြင်သွားပါပြီခင်ဗျာအလူတွေကပြေတော်ပြူဝမ်းသာကြတော့ ယခုလိုရခဲ့ရောက်ခဲ့ရတဲ့မနုဿတ္တဘာဝဒုံတဘောတွေလူဘဝဆိုအမတန်မှရခဲ့ကံကောင်း၆ပါးညာလို့ဘုရားရှင်ကိုလိုမြတ်ကြီးရဲ့သာသနာတော်ကြီးနဲ့လာပြီးကြုံတိုက်တဲ့ခါမှာသာသနာအမွေခံရတယ်တဲ့ဥထုံးမြည်လို့ဒေါ်မြည်ကြီးလို့လူပင်ငယ်သောညာလည်းပဲလူငယ်ဟုတ်တုတ်လို့ပြောရမှာပေါ့ဗျာအသိဉာဏ်ပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှလူတဲ့ အသိပညာမပြည့်စုံတဲ့ပုဂ္ဂိုလ်ပြတ်တော့အသက်ကြီးပြီမယ်လို့သူကြတော့လူကြီးလို့မခေါ်နဲ့လူအိုးလို့ခေါ်လိုက်တယ်အသိပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ပြတ်တော့လူပဲငယ်ပြီမယ်လို့လူကြီးလို့ခေါ်သင့်ပါလေခင်ဗျာဦးသွန်းမင်းရဲ့တို့ဒေါ်မင်းကြီးတို့မိမိမရှာဖွဲလို့ရရှိတာလေစီးပွားဥစ္စာဒဏ္ဍာရခရီးအသုံးချဖို့ချနေရမှန်ကန်သွားတယ်စီးပွားဥစ္စာဒဏ္ဍာဆိုတာကအသုံးမချတတ်တဲ့ပို့ရကြတယ် ငါပစ္စည်းပဲဟာငါဟာပဲဟာမာမနာတွေကြီးပြီးတော့ပစ္စည်းတွေများဆွဲလမ်းပြီးတော့တည်သွားမှဆိုရင်ကိုယ့်ပစ္စည်းရတောင်ကိုယ့်အပဲဆွဲချာတာတဲ့ဒီလိုလူလိုက်တန်းလိုက်ပေးလိုက်တန်းလိုက်စွန်ကျဲလိုက်ပြန်တော့ဘလူလိုက်နေမှာသုံးလံတော့ချမ်းသာကိုရရှိခံစားလို့ရပါတယ်ခင်ဗျာဒါကြောင့်ဘုရားရှင်ကုလိုမြတ်ကြီးရဲ့ဒါနကထာမှာဒါနပြက်ကသာသောဗန္နန္ဒနာပါဋိယမုတ်တမဒါနဥစုကတမက်ခဒါနမောက္ခဗလံဝဒံလို့ခေါ်ကြတော့မူခဲ့တော့ ဒါနဒါနကောင်းမှုတို့ကြီးနတ်ပြေးသွားဖို့ရာအတွက်စောင်းနှံလေကားကြီးနဲ့ဒူပါစေ။နောက်ဒါနဒါနကောင်းမှုတို့ကြီးဒါနပါထေရမုဒ္ဓမာမိမိသွားရာသံသရာမှာရိတ်ခါတို့ကြီးတစ်ခုလည်းဖြစ်ပါပြီတဲ့။သံသရာရိတ်ခါတို့ဆိုအမတမအရေးကြီး။ဘယ်ဘဝရောက်ရောက်အရှင်းနှမ်းမြင့်တဲ့ဘဝကြီးကြီးတဲ့ရရလေဆိုတာဒါနကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ကြီးပဲတဲ့။ရိတ်ခါတို့ကဘလောက်ထိဒါနရဲ့အကျိုးတွေကကြီးတယ်ဆိုတော့ ဖရာရှင်ကိုယ်တော်မြတ်ကြီးကဟိုးစတယ်ကတော့ပါညာတော်လေးတစ်ပါးချစ်သားဟောဒီခွက်ငယ်လေးနဲ့ဟိုမဟာသမုတ်တရားလေးကရည်ရည်ဘလောက်ရှိတော့ရည်ရည်သားလို့ခရိုက်တဲ့ခါကြတော့ယဟန်တော်လေးတစ်ပါးကမှန်လားပါဘုံတော်လုံးရကြီးမြတ်တော်မူလာသောမြတ်စွာဘုရားဟောဒီခွက်ကလေးကသိငယ်ပြီးမဟာသမုတ်တရားလေးကရည်ရည်ကများပြားနေလို့ရည်တွက်လို့မရနိုင်ကြောင်းမှဘုရားလို့ရှောက်ထားတဲ့ခါကြတော့အီးတဲ့အလူဒါနာပြုရတဲ့ဒါနရှင်များပါတဲ့ အင်္ဂါ6မျိုးနဲ့ပြည့်စုံလို့ရှိရင်တဲ့အဲ့ဒီခွဲငယ်လေးနဲ့ဝမဟာသမုတ်ရာလေးကရည်ရည်မရည်နိုင်သလိုဌာနရှင်များရမယ်ကုသိုလ်အကျိုးရတယ်ဘဝပေါင်းအသိရှိမရည်မတွက်နိုင်တဲ့ကုသိုလ်အကျိုးရရတဲ့အင်္ဂါ6မျိုးဆိုတာကအလူကပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ချက်အလူဝိပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ချက်အလူကံပုဂ္ဂိုလ်များကလောဘဒေါသမောဟကင်းရမယ်တဲ့ လောဘဒေါသမောဟမကင်းတောင်ကင်းအောင်ကျင့်စေပုဂ္ဂိုလ်ဖြစ်ရမယ်။နောက်အလူပိပုဂ္ဂိုလ်ဘက်ကအင်းငါသုံးရက်ဆိုတာကအလူပိပုဂ္ဂိုလ်ကပုပ္ပမုံစပရစီနာစီနာသုံးနာညီညွတ်ရမယ်ဆိုတော့အလူတိုင်းကကြီးဖြစ်တဲ့ဥထုံးမြင့်အလူတိုင်းကမကြီးဓမ္မကြီးတို့ခမရတို့မလူမီရှိဖို့ကလေလူမယ်လူမယ်ဆိုတဲ့ပုပ္ပစီနာအောင်မြင်လို့လာပြီးယခုလူတော်လူတဲ့မုံစစီနာလည်းအောင်မြင်တော့မယ်လူပြီးတဲ့နောက်ပရစီနာကိုယ့်ရဲ့အလူမှာ မှတ်တမ်းတွေဗီဒီယိုခွေးလေးတွေကြည့်လိုက်မှတ်တမ်းတွေဓာတ်ပုံလေးတွေကြည့်လိုက်မှတ်တမ်းတွေခုလိုစီပြားလေးတွေကြည့်လိုက်လေဆိုတော့ကိုယ့်ရဲ့အယူမှာတစ်ခါပြန်ပြီးတစ်ခါအမှတ်ရတယ်လို့ရှိတစ်ခါဝါးပါလိုက်တစ်ခါအလူအစ်စ်ပြန်ပြီးရတယ်လို့ပဲအလူဝေးပုံကိုပဲကအင်းငါသုံးချက်နဲ့ပြည်စုံနေပါပြီခင်ဗျာအလူကပုံကိုတည်းရလဲရွှေကြောင်းတော်ဝိရာရမှာသတိသုံးတော်မူကြတယ်ငါငါတော်ရှင်းမြတ်မြန်းက လောဘဒေါသမောဟနဲ့ရနဲ့ကြောင်းကင်းရကင်းကြောင်းကြင်ကြံကျိုးကုန်အထောက်ကြီးကြတယ်တန်ဃာတော်ရှင်းမြန်မြန်လူဝတန်ဃာတာဆိုတော့အလူဓာရီကယူရှိတဲ့ဥသိုလ်မြင့်တို့အလူဓာရီကမာကြီးဒေါမြင့်ကြီးတို့မိသားစုခမရလို့ရမယ်ကုစုအကျိုးတွေဟာဟိုးမဟာသမုတ်တွေအားတွေကရည်တွေခွက်ငယ်နဲ့ခတ်ပြီးမရည်နိုင်သလိုဘဝဟောအသေးရှိတဲ့ဖြစ်နေရဘဝမှာလူဖြစ်တော့လူချမ်းသာနှက်ဖြစ်တော့နှက်ချမ်းသာ ဖဲ့တော့မှအောက်တန်းကြတဲ့ဘဝမရနိုင်တော့ဘူးတဲ့ဒါဒါနာကောင်းမှုရဲ့အကျိုးပေါ့ဗျာဒါနာပါထေရမဟုတ်တော့မရပါဘူးသို့သောအလူသာကြီးတို့အလူမကြီးတို့ကြွားကျင်မှုတော့အမတမရေးကြီးဒါနာပဲပြုပြုသီလပဲရှောက်ရှောက်ရှောက်ဘာဝနာပဲပွားပွား ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်မှပူရတာတဲ့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဆိုတာရှင်သူတော်ကောင်းကြီးတွေလူသွားရတဲ့အလူမျိုးကိုအတုဖိုးပြီးတော့လူကြရပါတယ်ခင်ဗျာရှင်သူတော်ကောင်းကြီးတွေလူကြတဲ့အလူမျိုးဆိုတာကဘာတွေလဲဆိုတော့သတ္တူရိသဌာနလို့ခေါ်ပါတယ်သတ္တူရိသဌာနဆိုတာကသရသက်ကိစ္စကာလနှုတ်ကအနုအာယိစအင်းငါဝသတ္တူရိသဌာနဒီနံပါတ်1ကံကံရဲ့အကျိုးကိုရုပ်ကြည့်ခြင်း ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုရင်ယုံကြည်ချက်ရှိရလို့ယရနာသုံးပါးပေါ်မှာလည်းမတွေ့မဝေယုံကြည်ရလို့အလူဓာရီကဥထုံးပြင်းတို့အလူဓာရီကမတော်မြင့်ကြီးတို့လူရတန်းညာလေပထမအချက်နောက်သက်ကိစ္စဌာနသက်ကိစ္စဆိုတာကအလူကပုံကိုယ်ဒီပေါ်မှာလည်းရိုးရိုးသေးသေးလေးလေးစားတာမိမိလူွယ်ပစ္စည်းဝတ္ထုကလေးတွေပေါ်မှာလည်းရိုးရိုးသေးသေးအံ့အားရှင်းရှင်းနဲ့ချက်ကလူနာတာအဲ့ဒါသက်ကိစ္စဌာနတဲ့နောက်ကာလဌာန ကာလဌာနဆိုတာကြတော့လူစိလူချိန်မှုလူတယ်နောက်တတိအဖြစ်ဒီလိုအစအစရာကုံသေးနှုံးကြီးမြင်ပါပြီးရှားပါနေတဲ့အချိန်လူရတာကာလဌာနမြောက်တယ်သူဓမ္မပဒမှာမြတ်ဗုဒ္ဓဟောကြားတော်မူခဲ့ဘူးပါတယ်နောက်အနုဂိကြဌာနဆိုတာကြတော့သာသနာတော်ကြီးအားချိမြောက်လို့ဆိုရည်ရွယ်ချက်ရှိရမယ်တဲ့အလူတိုင်းကဥထုံးမြင့်လို့အလူတိုင်းကမှဒေါမြင့်ကြီးလို့ဩသံဃာတော်ရှင်မြတ်များ ငါတို့လူလိုက်တဲ့ပစ္စည်းဝတ္ထုလေးတွေသုံးစွဲပြီးသကားလားသာသနာတော်ကြီးအာအထွတ်စီစွာထားဆောင်နိုင်ပါသည်ဆိုရင်ရည်ရွယ်ချက်ရှိရတဲ့နောက်အတဏိစပရိစ္ဆာဆိုတာကြတော့မိမိကြထေပေါ်ကျော်စောပြီးသူတပါတော့လက်ကြပါစေတော့လို့မိမိရောသူတပါရောလုံးဝမထိပါပါပဲနဲ့ပကတိနိဗ္ဗာန်အကျိုးမြော်ဖို့ဒူနာလိုက်မှအဲ့ဒါမှသတ္တုရိသဒါနာတဲ့ ဒီလိုသဗုဒ္ဓိသာဌာနဖြစ်အောင်လူနိုင်မလားဆိုမှပြီဘုသာသနာ့မှာဝေလာမပုံနာကြီးလှူွားတဲ့ပစ္စည်းတွေရွှေခွဲပေါင်းက၈000လေးတောင်ငွေခွဲပေါင်းက၈000လေးတောင်သမိကညာချေကျွန်မြင်းစီလေးဘယ်လိုဝင်အများကြီးလှူခဲ့ပေမယ့်လို့ဒီသာသနာတော်တွေမှာသောတာပန်ဖြစ်ဖို့ရအတွက်ကြည်စဲပုဂ္ဂိုလ်တယောက်လှူရသလားမမြတ်ဘူးလို့เจ้าတကအနာတပိတ်တိကြီးအာဖျားရှင်ကိုလိုမြတ်ကြီးဟောကြားတော်မူခဲ့ဘူးပါလေခမညာဒီနေ့ လူတွေကဥထုံးပြည့်လို့လူတိုင်းကမှဒေါပြကြီးတို့ခမရတို့လူရတဲ့ပုံကိုယ်တွေကသာသနာတော်တွေဆိုတော့သောတာပန်ဖြစ်ဖို့ရာအတွက်ကြည်စဲပုံကိုယ်ကြီးတယောက်လည်းမကနှစ်ယောက်လည်းမကသုံးယောက်လည်းမကဆိုတော့ခမရတို့ရဲ့အလူကြီးကဘလောက်မြင့်မြတ်တယ်ဆိုတာနိုင်ပြလို့တော့မရတော့ပါပဲခမရအဲ့ဒါကြောင့်သဗ္ဗိဒါဒါနာဖြစ်အောင်ကျိုးစားပြီးလူရတော်မူကြပါလို့စိတ်မင်းနိုင်မင်္ဂလာဆိုင်တို့အဖွဲ့ရနာနဲ့စိုးစိုးမှလက်လမ်းမိတယ်တော့ခရီး လူရချိုးနတ်တော့တိုက်တွန်းနှိုးဆော်လို့ပေးရပါတယ်မြို့ထဲမှာမတ်တပ်ကြီးရှောက်လုပ်ထားတော့အရက်ကကုသိုလ်ရကြဆိုတာလိုပဲအလူတိုင်းကအုထုံးမြင်တော့အလူတိုင်းကမှဒေါမြင့်ကြီးတို့ခမရတို့မိသားစုမှာအမိပြုပြီးတော့ဟောဒီအမှုကုန်ရွှေမြို့တော်မှာရှိကြတယ်ဗုဒ္ဓဘာသာတော်ဝင်သူတော်ကြီးဖရာတကဖရာမအပေါင်းများကလည်းသူတို့ကလည်းကုသိုလ်ဖြစ်ကြတာပဲဝီယာဝတ်စာကုသိုလ်ကေဝဇကြီးတွေများဆိုမအိရှာကြရအများလုံးတဏီလုံးချက်ကြပြုတ်ကြကုပစ္စည်း ကိုဥစ္စာရှာတယ်လူပဲတဲ့အလူတကာအလူမှအာမငယ်ရအောင်ဆိုပြီးရွှေရည်မျိုးရည်နဲ့ဝိုင်းဝင်းပြီးတော့အမျိုးသမီးပိုင်းရှာရမယ်အမျိုးသမီးပိုင်းရှာရကိုတာဝန်နဲ့ကိုယူပြီးလောက်ကైပန့်ပိုးကြတာဒီနေ့တော့အသရိတလူစိတ်ကယူသိပ်နိစ္စမမိကြံတဲ့၍အောင်မြင်လို့သွားပါဘူးခင်ဗျာအောင်မြင်သောအထိတ်မှနေတဲ့စိတ်မင်းနိုင်မင်္ဂလာဆိုင်တော်ဖွဲ့ရနန်းနဲ့စိုးစိုးမှ အလူတော်ကြီးကြက်ပြေပြောသာစီသာမလေးဆိုတဲ့တိုင်းအလူတော်ဝကြီးကြက်ပြေမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေခြင်းကမင်္ဂလာဖြည့်လို့ပေးရပါတယ်။ဒါကြောင့်ဒီနေ့ဒီချိန်ဒီကာလကစပြီးကျွတ်တို့အလူတိုင်းကအုတ်သုံးပြည့်လို့အလူတိုင်းကမှတော်မြင့်ကြီးလို့ပိသားရုပ်ချခါတခါလူကြီးတွေပေးနိုင်ကြပါစေ။ရှိဝဥစ္စာဒနာကြီးတဏီတရားတိုးတက်ကြပါစေ။ဘူအောင်ရှင်ပြတော်ကြီးမာလဲ။ ဒီနေ့ဒီချိန်ဒီကာလကစားပြီးမရှိမလားမဝဆိုးတဲ့တကားနာမှလေသာမချရပါပဲနဲ့အလူတန်းနေပေါ်ပြီးတကားလားသူတော်ကောင်းတရားတွေအထုတ်နိုင်ကြပါစေလို့ချုပ်ကောင်းကောင်းတောင်းလိုက်ရပါကြောင်းသဗ္ဗုရိသပေါင်းသူတော်ကောင်းတို့ခမညာ